မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်ကောင်စီကအတင်းအကျပ်လှုပ်ဆောင်နေတဲ့စစ်မှုမထမ်းမနေရဥပဒေဟာစင့်ခေါ်စားပေးပို့တဲ့အဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်ချရမယ်အချိန်ကျော်လွန်သွားရင်ပြင်ဆင်မရနိုင်တဲ့ခရီးကျန်းကိုရှောက်လန်းကြရမယ်လို့ KIO ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကတတိပိတ်ပြောဆိုလိုက်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာစစ်ခွာထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်ရာပေါင်းများစွာကို စစ်ကောင်စီကထောင်သွင်းအကြမ်းချထားတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကအတင်းအကျပ်လှုပ်ဆောင်နေတဲ့စစ်မှုမထမ်းမနေရဥပဒေဟာစင်ခေါ်စားပေးပို့တဲ့အဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်ချရမယ့်အချိန်ကျော်လွန်သွားရင် ပြင်ဆင်မရနိုင်တဲ့ခရီးကျန်းကိုရှောက်လန့်ကြရမယ်လို့ KIO ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကတတိပေးပြောဆိုလိုက်ပါတယ်။မတ်လ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲ KIO ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကလူမှုကွန်ရက်ကနေတဆင့်ဆုံးဖြတ်ချက်အမြန်ချရန်လိုအပ်ဆိုတဲ့ခေါင်းစဉ်နဲ့ပြည်သူတွေကိုတတိပေးစာတစ်စောင်ထုတ်ပြန်ခဲ့တာပါ။စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥတွေထုတ်ပြန်ထားတာဟာရက်ပေါင်း40ရှိပြီဖြစ်တယ်လို့အိမ်ပြင်မထွက်ဘဲနေနေရင်လုံခြုံမယ်လို့ယူဆသူအများပြားရှိနေပေမဲ့ အခုဆိုရင်အိမ်တိုင်ယာရောက်စင့်ခေါ်စာပို့ပြီးခေါ်တဲ့အဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်ချရမယ့်အချိန်ကျော်လွန်သွားရင်တော့ပြင်ဆင်ခွင့်မရနိုင်တဲ့ခရီးချမ်းမှာရှောက်လန်းကြရမှာကိုတတိပေးလိုတယ်လို့လဲဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကပြည်သူတွေနဲ့လူငယ်တွေကိုတတိပေးထားပါတယ်လက်ရှိမှာတော့အကြံဖတ်စကောင်စီဟာနိုင်ငံတော်မြို့နယ်တိုင်းရက်ွက်တိုင်းခြေရွာတိုင်းမှာလူငယ်တွေကိုစစ်မှုထမ်းဖို့စင့်ခေါ်စာပေးပို့တာတွေအုတ်ချုပ်ရင်းမှုတွေကနေတဆင့်မဲနိုင်ခိုင်းတာတွေနဲ့ စစ်တပ်ထဲကိုအတင်းကျပ်ဆွဲသွင်းနေတာတွေဟာနေရာအနှံ့ဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျ။တဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းနယ်ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာစုတ်ခွာထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်ယာပေါင်းများစွာကိုစစ်ကောင်စီကထောင်သွင်းအကျဉ်းချထားတယ်လို့ရဲတရင်ရင့်မြင့်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေတဲမှာတင်စုတ်ခွာထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာယာနဲ့ချီရှိပြီးလက်ရှိရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာလည်းစခန်းတွေကိုဒီအတိုင်းထားခဲ့ပြီးစုတ်ခွာထွက်ပြေးလာတာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတာတွေတဲမှာရဲတွေလည်းမြောင်များစွာပါဝင်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုတိုက်ပွဲတွေတဲကစုတ်ခွာထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်ရာပေါင်းများစွာကိုတရားရုံးမှာစစ်ဆင်မယ်လို့ပြောပြီးလက်ရှိနေပြည်တော်တန်မြန်မန္တလေးလာရှိုးတောင်ကြီးစစ်တွေအချုပ်တွေမှာအကုန်လုံးကိုထောင်ချထားတယ်လို့ရဲတရင်ရင်းမြစ်ကပြောထားပါတယ်။ရှေ့တန်းမှာတိုက်ပွဲဖြစ်လို့မသေးပဲလွတ်လာတဲ့ရဲတွေကသူတို့တပ်ဖွဲ့ကိုပြန်တည်င်းပို့တဲ့အခါစုတ်ခွာတယ်ဆိုပြီးဖမ်းဆီးအချုပ်ချလိုက်တယ်လို့ စစ်သားတွေစုတ်ခွာရင်တော့အောင်မြင်စွာစုတ်ခွာတယ်လို့ပြောပြီးရဲတွေစုတ်ခွာလာရင်တရေဘောကြောင်တယ်လို့ပြောပြီးတော့ဖန်စီခံထားရတယ်လို့နေပြီးတော့ရဲတရင်ရင့်မြစ်ကရင်ကုန်ခစ်တဲ့ကိုပြောထားပါတယ်အဲ့ဒီလိုအပန်းခံရတဲ့ရဲတွေတဲမှာလူကြီးနဲ့ပိုင်တဲ့ရဲတွေကတော့အချုပ်မခံရပဲလွတ်သွားတာတွေပါရှိနေသေးတယ်လို့ဆိုပါတယ်တဖက်မှာတော့လောက်ကင်တက္ကဆာကနေထောင်နဲ့ချီလက်နဲ့ချခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုတော့ဖမ်းဆီးခြင်းမရှိပဲ ရှေ့တန်းတွေကိုပြန်လွှတ်ထားပြီးဆုတ်ခွာလာတဲ့ရဲတွေကိုတော့အကုန်လုံးဖမ်းထားတဲ့အတွက်ရဲမိသားစုတွေရဲ့အသက်ကဈေးပေါ်နေလို့အရေးမလောက်တာလားဆိုပြီးလေးလာနီပါဖမ်းခံထားရတဲ့ရဲတပ်ဖွဲ့ဝင်တဦးကမေခွန်းထုတ်ထားတယ်ဆိုပါလေလက်ရှိတိုက်ပွဲတွေမှာမသေးဘဲထွက်ပြေးလာတဲ့ရဲတွေကိုသူတို့ရဲ့တပ်ဖွဲ့တွေစီတည်င်းပို့ပြီးတာနဲ့တမ်းပြီးအချုပ်ထဲထည့်လိုက်တဲ့အတွက်ရဲတွေကိုအရှင်ပြန်လာတာမမြင်ချင်တဲ့သဘောဖြစ်နေတယ်လို့လဲရဲတည်င်းရင့်မြစ်ကရန်ကုန်ခစ်တဲ့ကိုပြောထားပါတယ်ခင်ဗျ ဒီတခါမကွေးတိုင်းဘက်မှာတော့ရေနံကြောင်းမျိုးကိုစစ်မှုထမ်းရမဲ့လူငယ်စရင်တွေပေးပို့ပြီးပြန်လာတဲ့အုတ်ချုပ်ရည်မှုတင်ဝင်းနိုင်တဲ့ထွေအုတ်စရည်စမ်းနိုင်ဆိုသူတို့ပြည့်ခတ်ခံရပြီးနှစ်ဦးလုံးပြေကုန်ပြီလို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်မက်လ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲရင်းနှီးကြောင်းမျိုးနဲ့အုတ်ရှိကုန်းခြေရွာအုတ်ချုပ်ရည်မှုတင်ဝင်းနိုင်တဲ့ထွေအုပ်စရည်စမ်းနိုင်ဆိုသူတို့နှစ်ဦးဟာရင်းနှီးကြောင်းမျိုးကိုသွားပြီးစစ်မှုထမ်းရမယ်လူငယ်တွေရဲ့စရင်ကိုသွားပို့ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုလူငယ်တွေရဲ့စိတ်ငိုသွားပို့ပြီးပြန်လာတဲ့အုတ်ကြီးတင်ဝင်းနိုင်တဲ့စရေးစမ်းနိုင်ဆိုသူတို့နှစ်ဦးကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကနေလမ်းကနေအသင့်ဆောင်ပြီးပြစ်ခတ်ရှင်းလင်းရမှာတော့နှစ်ဦးလုံးနေရမှာတဲ့ဘွဲချင်းပြီးကိုသေသွားတယ်လို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောထားပါတယ်သူတို့နှစ်ဦးစီကနေစစ်သားစုဆောင်ရေးစင်ခေါ်စာတွေရောဘဲအိမ်ကမောင်မသူမတ်ဘသူဆိုတဲ့စင်ခေါ်စာတွေမလုံမနေရစမတ်ကက်တွေပါတင်းစီရရှိထားတယ်လို့လည်းပြောပါတယ် အဲ့ဒီအုတ်ရှိကုန်းကြေးရွာအုတ်ချုပ်ရည်မှုတင်ဝင်းနိုင်တဲ့ထွေအုတ်စရည်စမ်းနိုင်ဆိုသူတို့ဟာကြေးရွာတွေမှာလူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအဓမ္မလိုက်လံစရင်ကောက်ပြီးတဖက်မှာလဲငွေညှစ်တောင်းရနေတဲ့သူတွေဖြစ်တယ်လို့အခုတော့သေကုန်ပြီလို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောထားပါတယ်နောက်ထပ်လဲစစ်မှုထမ်းမှုလူငယ်တွေကိုအတင်းအကျပ်စစ်ထဲသွင်းမှုလုပ်နေတဲ့စစ်ကောင်စီတောက်တိုင်အုတ်ချုပ်ရည်မှုတွေနဲ့အပေါင်းပါတွေကိုလုံးဝတက်ညာမှာမဟုတ်ဘူးလို့လဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကတတိပေးပြောဆိုထားပါတယ်ခင်ဗျ တစ်ဖက်မှာလည်းမကွေးတိုင်းမြိုင်မြို့နယ်ကဝက်ပုတ်ကျေးရွာပြူစော့တီခေါင်းဆောင်ဝင်းဝေစုသူပြစ်ခတ်ခံရပြီးလေသွားပြီလို့မြိုင်ဘက်ကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မက်လာ၁၈ရက်နေ့ကမြန်မြို့နယ်ဝက်ပုတ်ကျေးရွာပြူစော့တီခေါင်းဆောင်ဝင်းဝေစိုးသူဟာအကြံဖက်စကောင်စီတပ်သားတွေရဲတွေပြူစော့တီတွေတောက်ဖို့ထမ်းမင်ဘော်ကိုတက်ပြီးထမ်းရည်ယူတဲ့အချိန်တော်လန်ရဲတပ်တွေကနေအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာ ထမ်းမင်ပေါ်တက်နေတဲ့ပြူစော့တီကောင်းဆောင်ဝင်းငွေဆိုတဲ့သူဟာနောက်ကျောကိုတနက်ကြီထိမှန်သွားပြီးတော့ထမ်းမင်ပေါ်ကပါပြုတ်ကြပြီးသေသွားပြီလို့မြိုင်ပက္ခဖရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျဒီတခါဒင်းသားကြီးတိုင်းဘက်မှာလေတရချောင်းမြို့နယ်ကကြောက်စက်ကြီးရွာမှာရှိတဲ့ပြူစော့တီစခန်းကိုတော်လန်ရေးတပ်ဖွဲ့ကနေတက်ခိုက်မှုအတွင်းပြူစော့တီနှုတ်ပွဲချင်းပြီးသေသွားတဲ့အပြင်သူတို့စီကနေတနက်နှစ်လက်နဲ့ခဲယန်တွေကိုပါတင်းစီရရှိထားတယ်လို့တိုင်းငယ်ဖေကွန်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်မက်ရှလာ16ရက်နေ့ကတရားချောင်းမြို့နယ်ကြောက်စဲကျေးရွာမှာရှိတဲ့ပြူစော်တီစကန်ကို KNU KNLA Federation ကြောင်းနဲ့ဗုတ်တောင်အောက်ပိုင်းစုံတိုင်းငတ်တပ်ဖွဲ့ကနေဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာပြူစော်တီနှစ်ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲနေရမာတွင်ဖွဲ့ချင်းပြီးကိုတေသွားကြပြီသူတို့စီကနေလက်နက်နှစ်လက်နဲ့ခဲရန်အချုပ်ကိုပါတင်းစီရရှိခဲ့တယ်လို့တင်းငတ်ဖေဂွန်တက်ခွဲရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ